ဒီဇင်ဘာလ16ရက်နေ့နေ့လယ်12:20မိနစ်20ခန်းကတောင်ကလာပါမြို့နယ်သူမင်္ဂလာလမ်းပေါ်မှာရှိတဲ့ Three Season Beauty Spa and Head မှာမိလောင်ကျမှုတစ်ခုဖြစ်ပွားခဲ့ပြီးအဲ့ဒီမိလောင်ကျမှုမှာအသက်18နှစ်အရွယ်အမျိုးသမီးတဦးသေဆုံးခဲ့ပါတယ်။မိသက်တက်ဖွဲ့မှပြောကြားမှုအရအဆိုပါမိလောင်ကျမှုဟာ RC 3ထက်ခွဲ Beauty Spa ရဲ့အပေါ်ဆုံးမှာရှိတဲ့မီးဗိုကန်အတွင်းလျှက်စစ်မီးဗိုကန်နေစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့သိရပါဗျ။မီးလောင်ကျွမ်းမှုဖြစ်ပွားရနေရာကိုမီးသတ်ရင်28စီးအထောက်အကူပြုရင်6စီးမီးသတ်ဆက်ရင်2စီးအုတ်ထုတ်မှုရင်3စီးတို့နဲ့လာရောက်နှိမ့်သက်ခဲ့ရာ12နာရီမိနစ်50မှာမီးငြိမ့်သွားခဲ့ပါဗျ။မီးလောင်ကျွမ်းမှုကြောင့်အဆိုပါနေရာရဲ့ရေချိုးကနဲ့အိမ်သာတွဲလျက်အခန်းအတွင်းအသက်18နှစ်အရွယ်မျိုးသမီးတဦးထွက်ပေါက်ပိတ်ခါမီးကိုမှုန်သေဆုံးခဲ့ပြီး ေဆုံးခဲ့တဲ့အလောင်းကိုသက်ဆိုင်ရာကစစ်ဆေးမှုတွေပြုလုပ်လျက်ရှိရလို့ရန်ကုန်တိုင်းဒေသကြီးစက်ချင်ဒီတပ်ဖွဲ့တက်ခွဲမှုဖြစ်သူကဆိုပါရယ်။ ဒါအပြင်မီးလောင်ကျွမ်းခဲ့တဲ့ beauty spa ရဲ့တာဝန်ရှိသူကလည်းထွက်ပြေးသွားခဲ့တယ်လို့အဆိုပါတက်ခွဲမှုကဆက်လက်ပြောကြားပါရယ်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ beauty spa ကိုဖွင့်လှစ်တာနှစ်လကျော်ရှိပြီဖြစ်ပြီးမီးလောင်ကျွမ်းမှုကြောင့်အဆောက်အဦတန်ဖိုးသိန်း20နဲ့ပစ္စည်းတန်ဖိုး3သိန်းစုစုပေါင်း23သိန်းပိုခန့်ပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါရယ်ဒီဇင်ဘာလ10ရက်နေ့ကလည်းရှမ်းကုန်းမြို့မယန်းကုန်းမြို့နယ်မှာရှိတဲ့ကန္နမာဟိုးစေးကုန်တိုင်းအပေါ်ရက်မှာရှိတဲ့ Venus Garden Spa မီးလောင်ကျွမ်းမှုမှာလည်းလူခုနှစ်ဦးသေဆုံးခဲ့ပါရယ်